ကရံမျိုးတွင်ကျင်းပသည့်ကောက်ွယ်ရေးပြောင်းပွဲ၌တရုတ်ကုမ္ပဏီများမှနောက်ဆုံးပေါ်စစ်လက်နက်နည်းပညာများ ပြသဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စနေနေ့ကအီရန်နိုင်ငံမြို့တော်ဘဂဒတ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့73ချိန်မြောက်လုံခြုံရေးကာကွယ်ရေးစစ်ဘက်ဆိုင်ရာစစ်မှုလုပ်ငန်းများနဲ့စိုက်ပါလုံခြုံရေးပြောင်းပွဲမှာတရုတ်ကာကွယ်ရေးလက်နက်ကုမ္ပဏီများမှနောက်ဆုံးပေါ်နည်းပညာများပြသထားပါသေး လေးရသားပြပွဲကို24နိုင်ငံမှကုမ္ပဏီပေါင်း155ခုပါဝင်ခဲ့ကြကဂါခွဲရေးနယ်စိုက်ပါလုံခြုံရေးခန္ဓာများမှ နောက်ဆုံးပေါ်စမ်းသစ်တီထွင်မှုများနဲ့ဤပညာများအပြင်ဆက်သွဲရေးစောင့်ကြည့်ထောင်လန်းရေးစနစ်များနဲ့ရဲဘတ်ဆိုင်ရာပစ္စည်းကရိယာများပါပြသခဲ့ပါသည် တရုတ်မှပြတာသူတွေဆိုရင်အစစ်မြေစစ်ရေးနည်းပညာပစ္စည်းအမျိုးမျိုးပြတာထားပြီးမောင်းသူမဲ့တိုက်ခိုက်ရေးစနစ်အမျိုးမျိုးမြေပြင်မှဝင်ဟင်းထုံးကြီးစနစ်များအစစ်မြေရေဒါပစ္စည်းများတန်ချက်ကရင်းများပါဝင်ကအလို့လျောက်စနစ်ကောက်ွယ်ရေးနည်းပညာတွေမှတရုတ်ရဲ့လှည့်မြန်စွာသိုးတက်မှုများကိုဖော်ပြထားပါသည် တရုတ်ကာကွယ်ရေးကုမ္ပဏီများကအီရတ်နယ်ပူးပေါင်းဆောင်ရွက်ရှာမှရင်းတို့ရဲ့နည်းပညာပစ္စည်းများနဲ့ပေါင်းစပ်စနစ်များရဲ့အားသာချက်များကိုအသုံးချထားပါအထိဒီပူပေါင်းဆောင်ရွက်မှုဟာအီရတ်ကောက်ွယ်ရေးနယ်လုံခြုံရေးအခြေခံအဆောက်အုံများခင်မီရေးကိုထောက်ပံ့ကူညီဖို့စစ်ဘက်ဆိုင်ရာဆက်မှုလုပ်ငန်းခန်းနာရေးရှည်တည်ထောင်ဖွံ့ဖြိုးရေးမြှင့်တင်ဖို့ရည်ရွယ်ပါတယ်လို့တရုတ်ကုမ္ပဏီမှရှောင်ချောကောကပြောပါတယ် အီရတ်ဝန်ကြီးချုပ်မိုဟာမက်ရှီယာအဲဆူထာနီက ပြပွဲကိုတရားဝင်ဖွင့်ပေးခဲ့ပြီးတရုတ်ပြသသူများထံတွားရောက်ခဲ့ပါတယ်။အီရတ်စမှုခန်းနာနဲ့ပဝင်ပြသတဲ့ကုမ္ပဏီများချာသိပ္ပံနဲ့ဤပညာပိုင်းမိဖတ်ဆောင်ရွက်မှုအတွက်ဒီပြပွဲဟာအရေးပါတဲ့ပေါင်းကူဖြစ်ကြောင်းအဲဆူထာနီကအလေးပေးပြောသွားပါတယ်လို့သိရပါတယ်ရှင်။